မြန်မာ nationally ပြည်သက်များအားလုံးပဲမင်္ဂလာပါလို့ပြန်လည်နှုတ်ခွန်းဆက်သလိုက်ရပါတယ် ကျွန်တော်ဒီလေဝေးစဉ်တင်းရဲ့ပွဲတွေကြောင့်ကျွန်တော်ဒီရန်နာထားခဲ့ရတဲ့မြန်မာ National League ဒီပွဲစဉ်6ကိုလာမယ့် October 18ရက်မှာပြန်လည်ပြီးတော့စတင်ကစားသွားတာမှာဖြစ်ပါတယ်။ဒီ October 18ရက်နေ့မှာဆိုလို့ရှိရင်ဒီပထမအဦးဆုံးထိတဲ့တွေ့ဆုံနေတဲ့ပွဲစဉ်တွေဟာဒါဒီရဒီဘာကွင်းမှာဆိုလို့ရှိရင် ISB အသင်းနဲ့မဟာယူနိုက်တက်အသင်းတောင်ကြီးကွင်းမှာဆိုလို့ရှိရင်တော့ဒါရှမ်းယူနိုက်တက်အသင်းနဲ့တကွန်စတာယူနိုက်တက်အသင်းတို့အဲစတင်ပြီးတော့ရှင်ပြန်သွားမယ့်ပွဲစဉ်တွေရှိနေပါတယ်။ဒီပထမအဦးဆုံးပွဲစဉ်ဖြစ်တဲ့ ISB အသင်းနဲ့မဟာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကိုကိုတော့ကြာစတင်ပြီးတော့အဆွေးနေသုံးသပ်ပေးပါဦးခင်ဗျာ။ ISB အသင်းကကျွန်တော်၅ပွဲကစားပြီးချိန်မှာတပွဲနိုင်၊နှစ်ပွဲ က်တွေနှစ်ပွဲရှုံးပေါ့နော်ရမ၅မှတ်နဲ့အဆင့်ရှင်းမှာရက်တင်နေတယ်ပေါ့နော်ဟုတ်ပါတယ် ISP ကစားထားတဲ့နောက်ဆုံးနှစ်ပွဲကိုကြည့်မယ်ဆိုရင်နှစ်ပွဲဆက်တည်ကြထားတယ်အဲဒဂွန်စတာကိုတည်ကြတယ်အန်တာရီနဲ့တည်ကြတယ်ပေါ့နော်အဲ့တော့နောက်ဆုံးစားထားတဲ့နှစ်ပွဲကတော့တော်တော်လေးရလမစိုးလို့ပဲကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒီဘက်မှာ ISP ရအားထားရတဲ့ပြဿနာတစ်ယောက်ပေါ့နော်ကျော်တိဟဆိုတော့ပွဲပဲပြစ်တန်ကြအောင် ပါနိုင်မှာမဟုတ်ဘူးပေါ့နော်အခုတွေ့ရမယ့် Maha United တင်းကလည်း ISP တင်းနဲ့တိတ်မကွာတာဖြစ်တဲ့အတွက်စူးစမ်းရင်မှတ်ရနိုင်တယ်ပေါ့နော်တစ်ဖက်က Maha United တင်းကိုကြည့်မဲ့ဆိုရင်၄ပွဲကစားပြီးမှသူကတော့တစ်ပွဲရောက်ထားတယ်ရှမ်းနယ်ပွဲ postpone ဖြစ်ထားတဲ့အတွက်ပေါ့နော်သူက၄ပွဲကစားပြီးချိန်မှာတစ်ပွဲနိုင်တစ်ပွဲသိနှစ်ပွဲရှုံရမှတ်၄မှတ်နဲ့အဆင့်၉မှာရပ်တည်နေတယ်ပေါ့နော် မဟာရင်းနဲ့တင်းအတွက်ဒီ ISP နဲ့ပွဲကလည်းကတ်ခဲမဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့သုံးသပ်ချင်တယ်။ဘာလို့လဲဆိုတော့ဒါ ISP အသင်းမှာဆိုရင်ကြံ့ခိုင်မှုကောင်းပြီးတော့လင်းမြန်တဲ့လူငယ်ကစားသမားကောင်းတွေအများကြီးရှိတယ်ပေါ့နော်။ဟုတ်ပါတယ်။မဟာသင်းကစားလာတဲ့ဒါသစ္စာအမှန်သင်းနဲ့ပွဲမှာကြည့်မဟေးဆိုရင်သစ္စာအမှန်သင်းကဟိုတိုက်စစ်မှုတွေကဘောလုံးနဲ့ဝက်ပေါ်နဲ့လင်းလင်းမြန်မြန် တိုးထွက်စွဲထွက်သွားတာကိုမဟာအသင်းရဲ့ခံစစ်မှုတွေမလိုက်နိုင်ခဲ့ဘူးပေါ့နော်အဲ့တော့ဒီဒီချိန်မှာလည်းဒီလိုမျိုးလေးတွေထပ်ဖြစ်လာနိုင်မယ်အလားလာလေးတွေကျွန်တော်နေနဲ့မြင်ရတယ်ပေါ့နော်ဒါလေးတွေထပ်ပြီးတော့တတိထားအောင်ပေါ့နော်အထူးသဖြင့်ဒုတိယပိုင်းပေါ့နော်ကျွန်တော်နေနဲ့ဒါကတော့မာယူနိုက်တက်တင်းကိုအကြံပြုတာပါမာယူနိုက်တက်တင်းကလည်းအားထားရတဲ့ဒါကြောစောင်းမယ်မပါနိုင်တာလည်းဒါအသင်းတို့တော်တော်လေးကိုဒါနစ်နာသွားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အာချုံကြည့်ရမယ်ဆိုရင်တော့အမှတ်တွေတိတ်မကွာတဲ့ အသင်းနှစ်သင်းတွေ့ဆုံမှုဖြစ်တဲ့အပြင်ပေါ့နော်အသင်းနှစ်သင်းကြားမှာလည်းကွာဟာချက်ကြီးကြီးမားမားမရှိဘူးပေါ့နော်နောက်ဆုံးတရားခွင့်ရေးကိုအကောင်းဆုံးသုံးချနိုင်တဲ့အသင်းကတော့ရက်လက်ကောင်းရရှိမယ်လို့တော့ကျွန်တော်အနေနဲ့ဒါသုံးသပ်ချင်ပါတယ်ကိုကိုမေးကသုံးသပ်ပေးပါဦးညဒီဘက်ကိုဟုတ်ကဲ့ပါအာဒါဆော့ဆော့ကကိုတော့ကြာသုံးသပ်ခဲ့တယ်လို့ပဲဒီနှစ်သင်းကတော့ဒါအဆင့်ရှင်းနဲ့ကိုအပေါ်အောက်ဒါရက်တည်နေတာတွားပြီးတော့တွေ့ရတယ်ပေါ့နော်ပြီးခဲ့တဲ့ရာသီကတွေ့ဆုံမှုနဲ့ကျွန်တော်အစတင်ပြီးတော့ကျွန်တော်ပြောချင်တယ်ဘာကြောင့်လဲဆိုလို့ရှင်ပြီးခဲ့တဲ့ရာသီကထိတဲ့တွေ့ဆုံမှုမှာဆိုလို့ရှင်เนาะဒါမဟာယူနိုက်တက်သင်းကပထမအကြော့မှာဒါ ကိုကိုမရှိဆိုတဲ့နိုင်ပြီးတော့ဒုတိယကြော်မှာဆိုလို့ချင်းလဲတာငကိုတကိုဆိုတဲ့ရက်လန်နဲ့ဒါနဲ့ကြော့စလုံးကိုအနိုင်ရတာတာတွေ့ရတယ်။ပြောကြစောစောတော့ပြောသွားတယ်တဲ့ ISB အတင်းရအနေငယ်ဒီဘွဲမှာနေတာတရားအောင်ပြောတယ်ပေါ့နော်။လက်ရှိမှာလည်းဒီအနေထားကိုတော့ကျွန်တော်အနေနဲ့ပြောချင်တယ်။ပြီးခဲ့တဲ့ရာသီမှာတော့မဟာယူနိုက်တက်အတင်းအတာရတာပြီးတော့လက်ရှိအနေထားရတော့ကျွန်တော်ကတော့ ISB အတင်းကိုပို့ပြီးတော့ကြတော့သဘောကျမိတယ်။ဘာကြောင့်လဲဆိုလို့ချင်းဒါကမဟာယူနိုက်တက်အတင်းကဒါတို့အနေနဲ့ခုနကပြောသလိုမျိုးပဲဒီ player တွေတချို့ကဒါတန်ရန်ကြောင့် အာမပါနိုင်တဲ့အနေအထားတခုရှိမယ်ပြီးရင်ဒီ ISV အသင်းကနောက်တမှဒီကျော်တီဟာဆိုမပါနိုင်တာလွဲလို့ channel player တွေအားလုံးကရှိနေတယ်ဆိုရဲအခါကျတော့ဒီမဟာယူနိုက်တက်အသင်းအနေနဲ့လည်းတော်တော်လေးကိုသတိထားပြီးတော့ချင်းကပ်ပြီးတော့အချိန်မှန်ကစားသွားရမယ်ပွဲစဉ်လို့ဖြစ်တယ်။ဘာပဲပြောဒီလက်ရှိအဆင့်ကနေအပေါ်ကျော်တက်ဖို့အတွက်ဆိုလို့ရှိရင်တော့မဟာယူနိုက်တက်အသင်းက ISV အသင်းတော့ဘာနေတဲ့စလုံးအတွက်တော့အရေးကြီးပြီးတော့ကျတော့အမှတ်လိုတယ်။ဒီနောက်တစ်ဆင့်ကိုထပ်ပြီးတော့တက်ဖို့အတွက်ဆိုလို့ရှိရင်နေတဲ့စလုံးဒါအနိုင်ရက်လက်ကိုရေကုန်ရေကန်ဒါအချိန်မှန်ကစားသွားမှသာနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မယ့်အနေအထားတခုရှိတယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ခင်ဗျ။